အကွင်လန်းချာနေမှာတစဉ်ခေါ်ယူနေသောဆိုရှယ်မီဒီယာနှင့်သက်ဆိုင်တဲ့အလုပ်အကမ်းများ Nobel Hour ကုမ္ပဏီတွင်အောက်ပါရသူများခေါ်ယူနေပါသည် Digital Marketing Executive ကြာတူ Any Graduate အသက်24နှစ်နဲ့အထက်ဖြစ်ရမည် Digital Marketing နှင့်ပတ်သက်သည့် Diploma or Certificate ရှိသူဖြစ်ရမည်သက်ဆိုင်ရာလုပ်ငန်းအတွေ့အကြုံတစ်နှစ်အထက်ဖြစ်ရမည် Trend Light Campaign Idea Marketing Idea များဖန်တီးနိုင်ရမည် ကွန်တက်များကိုကျွမ်းကျင်ပိုင်နိုင်စွာရေးသားနိုင်ရမည်။ Creative Thinking အထူးကောင်းမွန်သူဖြစ်ရမည်။ Social Media Tools များကိုကျွမ်းကျင်စွာ handle လုပ်နိုင်ရမည်။ Teamwork ဖြင့်လုပ်ကိုင်နိုင်ပြီး Communication Skill ကောင်းမွန်ရမည်။ Salary 6သိန်း plus plus other allowance အတွေ့အကြုံပေါ်မူတည်ပြီးလစာညှိနှိုင်းနိုင်ပါသည်။ Working day တနင်္လာနေ့မှစနေနေ့အထိ Sunday off working hour 9am to 5pm community type watch distribution လိုကေးရှင်းမင်္ဂလာတုံမြို့နယ်စိတ်ဝင်စားလို့အလုပ်လျှောက်ထားလိုပါက399694398399003999ဖိုင်ဘာတို့ပေးပို့လျှောက်ထားနိုင်ပါသည် Neon Star Mobile Distribution တွင်တာဝန်ထမ်းဆောင်ရန်အတွက်စ조사တင်ယူခြင်းစိတ်ရှိသည့်လူငယ်များအတွက်ဝန်ထမ်းများခေါ်ယူနေပါပြီနော်တယ်လီစီဒီဂျစ်တယ်မားကတ်တင်းမိုဘိုင်းကြားမ90ဦး salary အလုတ်တင်ကာလအခြေခံလစာနှစ်သိန်းအပေါင်းခရီးစရိတ်ပြန်မြနှစ်သောင်းအပေါင်း commission အပေါင်း bonus စုစုပေါင်းလစာ3သိန်း3သောင်းမှ5သိန်းကျော်ခံစား권ရှိမည် requirement အယောင်ပိုင်းကိုအထူးစိတ်ဝင်စားကနှိပညာပိုင်းကိုစူးစမ်းလေ့လာသင်ယူခြင်းစိတ်ရှိသူဖြစ်ရမည် Facebook YouTube TikTok ကိုကျွမ်းကျင်စွာအသုံးပြုနိုင်သူဖြစ်ရမည် ရှောက်ထားလိုသူများသည်ဓာတ်ပုံတစ်ပုံကိုရေးရစဝင်အပြည့်အစုံမိမိရှောက်ထားလိုသောယာရုနှင့်ဖုန်းနံပါတ်ထည့်ပေးရန်ပညာရေးအောင်လက်မှတ်မိတူများနိုင်ငံသားစီစီရေးကပြားမိတူနှင့်တကောင်စီမိတူများဖြင့် Neon Star Mobile ရန်ကုန်ဆိုင်ခွဲများသို့လာရောက်ရှောက်ထားနိုင်ပါသည်အသေးစိတ်အချက်အလက်များကိုသိရှိလိုပါက HR Department Hotline 399 993 3939သို့မနက်9:00နာရီခွဲမှညနေ9:00နာရီအထိစုံစမ်းမေးမြန်းနိုင်ပါသည်ရှောက်ထားနိုင်တဲ့ဆိုင်ခွဲလိပ်စာများကတော့ ရန်ကုန်ဝမ်ယူဇနာပလာဇာတိုက်ခွနဲ့အခန်း33လွာနှင်းစီလန်းယူဇနာပလာဇာဝင်ပေါက်28ဘက်ချမ်းယူဇနာပလာဇာအနီးမင်္ဂလာတောင်ညွမြို့နယ်ရန်ကုန်တိုင်းဒေသကြီး page admin ကျွမ်းကျင်မှာ၅ဦးလုပ်ငန်းအတွေ့အကြုံရှိရမည် page တစ်ခုလုံးကျွမ်းကျင်စွာကာနိုင်ရမည်အသက်16နှစ်မှ35နှစ်အတွင်း salary 4သိန်း++++ ပိုဇက်ရှင်အတွက်လိုင်းမျိုးနယ်ပါရမီတွင်အလုံစင်နိုင်ရမည်မှတ်ချက်ဖယ်ရီမရှိပါဆက်သွယ်ရန်39444236923ဘိုက်ဘာ CV ဖောင်များပေးပို့ရေးဖြစ်စေလူကိုယ်တိုင်ဖြစ်စေလာရောက်လျှောက်ထားနိုင်ပါသည်မင်္ဂလာဗုဒ္ဓရေတာဝန်ထမ်းဆောင်ရန်အောက်ပါဝင်နှင်းများအမြန်လိုရှိပါသည် online sales admin ကြားမှနှစ်ဦး online sale လုပ်ငန်းအတွေ့အကြုံရှိသူဦးစားပေးမည် product idea များအားမှန်ကန်စွာမှတ်သားနိုင်ပြီး customer မေးမြန်းမှုများကိုစိတ်ရှည်စွာရှင်းပြနိုင်ရမည် order form လက်ခံခြင်း delivery သမားနဲ့ဆက်သွယ်ပြီး order အချင်းများလောက်ဆောင်နိုင်ရမည် facebook page tiktok viber များမှမေးမြန်းလာသည့်များကိုလျှင်မြန်သွက်လက်စွာဖြေဆိုနိုင်ရမည် customer ကုမ္ပဏီများကိုရှင်ကြီးစွာဖြေရှင်းနိုင်စွမ်းရှိရမည်ကွန်ပျူတာအခြေခံတက်မြောက်ပြီး unicode စာရိုက်ကျွမ်းကျင်ရမည် ဆက်ဆံရေးပြည့်ပြည့်ကောင်းမှုပြီးစိတ်ရှည်တည်ခံ၍တင်ယူလိုစိတ်အားကောင်းသူဖြစ်ရမည်။ထင်းငွေဖြင့်လှူဆောင်နိုင်ရမည်။အလုတ်ချိန်မနက်9:00နာရီမှညနေ9:00နာရီအထိတပတ်တရက်အနာခွင့်ရှိပါသည်။အလုတ်နေရာတာဂီတာမြို့နယ်ရန်ကုန်မြို့လာစာအခြေခံလာစာအပေါင်းကော်မရှင်ဘောနပ်အပေါင်းအာသာအလောင်းဝက် Ferry Provide Phone Bay Lunch Snack and Coffee etc. အထက်ပေါ်ပြပါအလုတ်နေရာများကိုစိတ်ဝင်စားပါက Viber Number 0800 ၃ညာကို9၃ညာ1 6နှစ်13တို့ CV ပေးပို့လျှောက်ထားနိုင်ပြီးကိုက်ညီသော CV များကိုရွေးချယ်ပြီးအင်တာဗျူးခေါ်သွားပေးပါမည်။တောင်ဝင်းမြို့နယ်နဲ့တိုင်းစီတီရှိရုံခွဲများတွင်တောင်ဝင်းထန်းဆောင်ရန်အောက်ပါဝင်နှင်းများအမြန်လိုရှိပါသည်။အင်တာဗျူးချက်ချင်းရှိသည် walking time 8:30 am to 5 pm 6 day in a week walking day digital marketing executive မ3ဦး salary 6သိန်းအပေါင်း allowance အပေါင်း year bonus သက်ဆိုင်ရာလုပ်ငန်းအတွေ့အကြုံနှစ်နှစ်အထက်ရှိသူဖြစ်ရမည်အသက်20မှ35နှစ်ကြားရှိသူဖြစ်ရမည်ဆိုရှယ်မီဒီယာပလက်ဖောင်းနဲ့ပတ်သက်ပြီး marketing လိုက်ကိုကျွမ်းကျင်ပိုင်နိုင်စွာ handle လုပ်နိုင်ရမည် king web ဖြင့်လှုပ်ဆောင်နိုင်ရမည် CV ပေးဖို့ရောက်ထားခြင်းနဲ့ဆိုရင်တော့ Viber 3996 656 936 HEXD Myanmar HRS@gmail.com လို့မှာလဲ CV ပေးဖို့ရောက်ထားနိုင်တယ်လို့မြန်နီကုန်းတကုံစန်တူဆက်နလွားတို့မှာလဲ CV Found နှဆောင်နေအတူလူကိုယ်တိုင်လာရောက်ရောက်ထားနိုင်ပါသည်။နောက်ထပ်လဲဘလို့အလောက်ကိုင်းခွေလန်းကောင်းတွေတင်ဆက်ပေးအောင်မလဲဆိုတာဒီဗီဒီယိုလေးရဲ့ comment box ထဲမှာ comment လေးရေးပေးကြပါအောင်နော်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။